底焦表记啊。 နစ်နာသွားတဲ့အမျိုးသမီးလေးပေါ်မှာထိခိုက်စီလိုစိတ်နဲ့နစ်နာစီလိုစိတ်မရှိပါဘူး။အားကျွန်မကအားကျွန်မတို့ဆိုရှယ်မီဒီယာမှာအာမခံရောဒါမျိုးဆိုရင်တအာမခံရောကြီးမရဘူးလားဒါမျိုးဆိုရင်အကျုံးမဝင်ဘူးလားဆိုမေးတဲ့အတွက်ပေါ့နော်ဒါလေးဒီဗီဒီယိုလေးကိုဖန်တီးခြင်းဖြစ်ပါလေရှင်။တကယ်လို့ပေါ့နော်ကိုကဒါကမတော်တဆဖြစ်သွားတယ်ကိုကအောင်တွားရင်းလိုင်းနဲ့ဖြစ်သွားတယ်ဆိုရင်ကိုကအာမခံမထားထားရင်တော့အာကျွန်မတို့ဒီကားတွေအုံနာဖို့ဝင်တဲ့အချိန်မှာ ဒီမော်တော်ယာဉ်မှာသွားပြီးတော့အမကန်ဝင်ရတဲ့အရာတခုရှိတယ်အဲ့ဒါကပါလဲဆိုရင်အတက်ပါတီ library ပေါ့နော်ကိုကကိုကားကိုကိုကအုံနာဘုတ်လောက်တာပေါ့ဒါမဲ့အမကန်ဂျေးပေးရတယ်ဘာကြောင့်ပေးရတာလဲဆိုရင် အခုကားမဟုတ်ဘဲနဲ့တခြားကားကလည်းဆက်တဲ့ရာနေပြီးတော့တခြားသူတစ်ပါးကိုထိခိုက်သွားတယ်အာခန္ဓာကိုထိခိုက်သွားတယ်သိဆုံးသွားတယ်ဆိုရင်မြမအာမခံမှာသွားပြီးတော့ကိုကအာမခံမထားဘဲနဲ့ရောကြီးတောင်းလို့ရတယ်ဒီတပ်ပါနေလိုက်ပတိဆိုတဲ့အာမခံအမျိုးအစားရှိပါတယ်အော်မော်တော်ကဆက်တဲ့ရင်ပေါ့နော်ထိခိုက် နစ်နာတဲ့ရော့ကြီးမျိုးလို့ပြောတာပေါ့နော်အဲ့ရာကတော့ကိုကတပ်ပါတီဖြစ်တဲ့အတွက်ကိုကဒီကားသမားနဲ့လည်းမသိဘူးဒီနေရာမှာလည်းကိုနဲ့မဆိုင်ဘူးကိုကသွားရင်းလာရင်းနဲ့ဖြစ်သွားတယ်ဆိုရင်ဒါရော့ကြီးတောင်းခံလို့ရတယ်ပေါ့နော်30လောက်ထိရတယ်ပေါ့နော်အထိကတရားရရလည်းသွားတောင်းပြီးသွားပြီးတော့တောင်းခံလို့ရတယ်ဒါပေမဲ့အာမခင်ရော့ကြီးတောင်းတဲ့အချိန်မှာတော့လိုအပ်တဲ့စာရဲစာတမ်းတွေတော့ရှိပါတယ်အမှုဖြစ်စဉ်တို့ဆရာဝန်မှတ်ချက်တို့ပေါ့နော်နောက်ပြီးသွားရင်မော်တော်ယာဉ်ထင်းရဲဌာနကနေမှတ်ချက်တို့ရဲမှုကင်းတို့ဒီလို မှတ်ချက်လေးတွေတော့ပါပြောလို့လို့တာပေါ့နော်။ဒါလည်းဆိုရင်ကျမတို့ကဟဲ့တက်တိုက်သွားတယ်ဒီတိုင်းတော့ရောကြီးတောင်းလို့မရဘူးပေါ့နော်။ရောကြီးတောင်းခံတဲ့နေရာမှာလိုအပ်တဲ့စားရဲစားတန်းရှိပါတယ်ပေါ့နော်။အဲ့ဒီတော့အာမခံထားတိုင်းနဲ့လေရောကြီးမရတဲ့အကြောင်းအရာရှိသလို အာမခံမထားလေဒီလို မတော်တဆဖြစ်ရမျိုးဆိုရင်ရောကြီးတောင်းခံလို့ရတဲ့အာမခံအမျိုးအစားလည်းရှိပါတယ်ပေါ့နော်အာဒါကြောင့်ဟိုစိတ်လည်းမကောင်းဘူးဒါပေမဲ့မမျော်လင့်တဲ့အရာ မနာဒါဖြစ်တတ်တဲ့သဘောတရားကိုကျွန်မပြောပြခြင်းဖြစ်ပါတယ်မကြုံခြင်းမိမဲ့လဲကြုံရတယ်မဖြစ်ခြင်းမိမဲ့လဲဖြစ်ရတယ်ပေါ့လူတိုင်းဟာ ျမ်းမာတန်ဆွမ်းနဲ့အသက်ရှိရှိနဲ့ပေါ့နော်ကျန်ကျန်မာမာနဲ့နေကျင်ကြတာပဲလေနော်ဒါဒီလိုအကြောင်းအရာမျိုးကြိုင်ဘသူမှမဖြစ်ပါစေနဲ့ဘသူမှလည်းမဖြစ်စေချင်ပါဘူးနော်အဲဒါပေမဲ့လည်းကျမတို့အခုဟာကအာမခံနဲ့ကျမတို့ကပြန်လဲပြီးတော့တော့အဆင်ပြေအောင်မိသားစုတွေကူညီနေတာဖြစ်တဲ့အတွက်အာမခံအကြောင်းလေးကိုရှင်းပြပေးခြင်းဖြစ်ပါတယ်မိသားစုဘဝတွေကိုအာမခံကဘလို့အကျိုးပြုတယ်ဘာတွေဖြစ်ရင်ရတယ်ဘာတွေရတော့မရဘူးဆိုတာကျမတို့ကမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်